မျက်နှာစိမ့်တမျှများလှေပေါ်တက်လာတာမြင်ကျမမေကအမလီနားမှာပန်းထားတဲ့နဂတ်ကလေးသတ်သက်ပါ့ဖြုတ်ဆတ်ဆူငပီဦးနဲ့ထည့်ပြီးမြုပ်ထားပြုံးနေတဲ့ဆိုတော့တမျှငပီဦးနဲ့နဂတ်မြုပ်ထားလိုက်မှမထင်ဘူးပေါ့လေနော်အဲ့ဒီမှာဒါပေမဲ့တမျှလည်းအကင်းပါတယ်လှေပေါ်တက်လာတဲ့နေပြန်တယ်ကျမအမေနားကိုအရင်လှမ်းကြည့်လေတကြီးကတော့ခမရနရွက်ဖျားတွေဖြူးနေပါလားအေကနနကအခုမှချွတ်လိုက်တာထင်းနေတော့ မဟုတ်ရပါဘူးတော်တော်တို့အရင်ရှေ့ကဓမြတက်တိုက်သွားလို့ပြေးလိုက်ရပါရောလားတိုင်းပြည်တယ်မလဲတော်လက်နက်ကင်ထားတဲ့မင်းတို့မှာဓမြတိုက်စားနေရမှာတော့တို့လူထုတွေဘလောက်တောင်ဆင်းရဲလိုက်လိမ့်မလဲတွက်သားကြည့်ပါတော့ကွယ်လေဒီကြီးကတော့ခမည်းပါစကားပြောတာလဲကျုပ်တို့များအနုဆုတ်ကုန်းဆုဓမြများအောင်းမေနေလို့လားမအောင်းမေရပါဘူးတော် လက်နက်ကင်ပြီးအနိုင်ကျင့်ဝင်မှာတော့အနှုတ်ဆုပ်ဂုတ်ဆုပ်ဓမြဖြစ်ဖြစ်မျက်နှာကြီးဓမြဖြစ်ဖြစ်အတူတူပါပဲတော်ယာဟုနဲ့ထမနဲ့အခေါ်သာကွဲတာပါပြဲတာချင်းအတူတူပါတော်တဲ့ကျွန်မအမေကတော့ဓမ္မရက်ခံမှရိုက်ရောပြောစရာရှိတဲ့စကားတော့ပြောတာပဲတောသူကြီးပြီးပြီပေါ့အဲ့ဒီလိုကျွန်မမိပါတယ်မှာလေတန်းလှိုင်းတန်းသခိုးဓမြတန်းခံခဲ့ရုံနဲ့မကဘူးဆက်နက်မှုမင်းတိုင်းတန်းဆိုတော့လည်းခံခဲ့ရသေးတာ ကျမအမေကအမြဲတမ်းပြောတယ်ငါသမီးရဲ့တဲ့ဦးစားမင်းစားတဲ့ဦးစားညီစားစရာမရှိရင်ကိုကကိုပလက်လန်အိတ်နေအေးအေးနေလို့ရသေးတယ်တော့တဲ့မင်းစားများအေးအေးကိုနေလို့မရတာတော့တဲ့ညီစင်းစားကြည့်စားမအောင်အေးတဲ့ဟိုဒီကိုတိုက်ပြီးတဲ့မှာသူ့ဘာသူတဘာဝလျောက်စီးစင်းနေတဲ့အေယာဝလီမြကြီးတဲ့ကိုချွေးနှဲစာနဲ့ရတဲ့လှေကလေးနဲ့လှေထိုးစားတာ ဒီနဲ့ကိုဆိုင်ချင်တဲ့စိတ်ကရဲရဲဆိုင်ဝင်တာမဟုတ်တော့တဲ့လေဆိုင်လိုက်တာနဲ့တပြိုင်တည်းစိတ်ကကိုယ်ကဆင်းကောက်တာကျမတို့ခေတ်လည်းမထူးပါဘူးမကျမတို့ခေတ်လည်းဘယ်လမ်းကိုသွားကျင်လဲနော်သွားကျင်တဲ့လမ်းကိုထွက်ကြည့်လိုက်ဘယ်နေရာမှာမဆိုလမ်းကြီးကောက်တဲ့ဂိတ်တွေရှိတယ်လမ်းကိုဖြောင်းဖြောင်းသွားရတယ်မရှိဒီဂိတ်ပေးလိုက်ရဟိုဂိတ်ပေးလိုက်ရတလမ်းလုံးနှက်ဆက်နေရတဲ့အတိုင်းပဲနော်ကျမကြားဘူးတာတော့ပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာ လန်ခီလန်ခင်းတဲ့စရိတ်ကြည်ပြီဆိုလို့ရှိရင်အဲ့ဒီ gate ကိုပိတ်သိမ်းရတယ်တဲ့ကျမတို့တိုင်းပြည်ထဲမှာတော့ gate ကျမတခါမှမတွေ့ဘူး gate တွေပဲပွားပွားလာတာ gate ပွားတွေပေါ့နော်အဲ့ဒီလိုကျမမိပါတယ်မှာဒီအရာဝတီမြကြီးထဲမှာလှိနှက်တဲ့နဲ့လုတ်ကင်စားတောက်ခဲ့ရတာပေါ့မြန်မာပြည်သူတွေဟာမိခင်အရာဝတီကိုချစ်မြတ်နိုးကြပါတယ်ဆိုရင် ကျမတို့မိသားစုကများများကြီးပို့တော့မှာပေါ့ရှင် နွေအရာဝတီမိုးအရာဝတီဆောင်းအရာဝတီဥရုသုံးပါးစလုံးမှာအရာဝတီမြစ်ကြီးပေါ်မှာအညာဆန်းလှေကြီးတင်းပြီးတော့ကျမတို့မိသားစုဘဝတွေတလျားတလျားနဲ့ရွေ့ကြရတာပါအညာဆန်းလှေကြီးပေါ်မှာပဲဘဝရဲ့တဝက်စာဟာကုန်ခဲ့ရတယ်အရာဝတီနဲ့ရေကိုကျမအမေကတည်တာပေါ့လှိုင်းကောင်းဖြူထတဲ့တောင်လေးလှန်လို့မြစ်ကအကြီးလှန်နေတယ် မိုးစနေလေယာဟုမိုးဆိုရင်စနေတောင်းကလာတတ်တယ်ယာဟုတောင်းကမိုင်းလာပြီဆိုရင်အဲ့ဒါလေလာလိုက်မယ်မိုးစနေလေယာဟုကျမအမေကမနဲ့မိုးလိမ့်မီဆိုလို့ရှိရင်နေမင်းကိုအရင်စပြီးမော့ကြည့်တယ်နေရွယ်မရှိမှုဒီကနေ့နေတုံးတာတဲ့တော့ညနေကျတော့အေကံလေချလိုက်မယ်ကျမအမေတက်အပ်ပြောနိုင်တယ်တကယ်လဲအမေခံမနဲ့အတိုင်းပဲညနေချင်လေးကြလာတာပဲရေစကိုင်း ်လှိုင်းပခန်းအေယာဝရီမှာရေပန်းနေထတဲ့လေအေယာဝရီလေလူးလို့လှေမှုပြီဆိုလို့ရှိရင်မင်းဝင်တောင်ခွေကိုလေကြီးကိုခေါင်းခွေပြီးတော့တလေခိုရတယ်လေမုံတိုင်းတန်ခံရမှာဆိုလို့မင်းဝင်တောင်ခွေမှာအညာစံလေးခေါင်းခွေပြီးတော့လေခိုရတဲ့ဘဝတွေစီးတဲ့တောင်ပါကိုရောက်တော့ထိုးဝါထောက်ရတယ် မိရေဒီတိုက်ပြီးတိုးပြီးဆိုလို့ရှိရင်ကျမအဖေကကျိုးဆွဲပြီးဆန်ရတယ်ပေါ့လေလေးပြတ်တော့ရွက်တဖုံဆင်ရတယ်လုပ်ငန်းတွေရှားပါလို့နော်လုပ်ငန်းတွေရှားပါလို့ဝင်ဝင်မရှိဘူးဆိုရင်ကလေးပဲတဆုပ်ကိုရေနဲ့နာနာပြုတ်ပြီးငပိပုတ်နဲ့ပြီးကြရတယ်အဲ့ဒီလိုဘဝတွေနဲ့နေခဲ့ရဟောဒီလိုတွိုင်းလိုက်ရင်အခင်းကိုတွေ့လို့ရှိရင် ငရုတ်ခင်းခယံခင်းချစ်မောင်ခင်းတက်ပြီးခူးကြတယ်လေသမားတွေကအခင်းရှင်မရှိဘူးဆိုရင်တအိုးစားတနတ်ချက်ကျွတ်တူကိုစွန့်ကျဲပါတော့ခွန်တောင်းပါတယ်လို့အခင်းရှင်ကိုရိမှန်းပြီးတော့ခွန်တောင်းပြီးတော့မှဒီချစ်မောင်နေကစုံးနေကိုခူးကြရတယ်လေလွန်းတင်တဲ့အခါမှာအကျွေးတွေပါတင်ရတယ်စီးတာတဲ့တောင်ချေမှာတောင်လေးကိုမိတ်ဆွေဖွဲ့ပါလို့ ကောက်ကလန်မြက်ကိုလှဲ့ကမှပြန်ခဲ့မဲ့ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတာလူအေးအေးဆေးဆေးငွေမရှာခဲ့ရဘူးနော်ကောက်ကလန်ဆိုတာလေမော်တော်တွေမှာလေချောင်းပြောက်ပြာတတ်ထားတဲ့ဒဂွန်နေပေါ့ဟိုးအောက်ပြီးအောက်ရောက်ကိုစုံသွားတဲ့လေဒိုးသားကျမအဖေကအညာကိုပြန်ဆန်ခြင်းမင်းမလို့ပြန်မဆန်လာနိုင်ဘူးဘာကြောင့်လဲလေလာမှရွတ်တိုက်ရမှာဦး အဲ့ဒီရွက်ကြီးနဲ့တလားတလားရွေ့ပြီးလာမှကုံကြီးနဲ့တူနိုင်မှာပေါ့ဒီကုံနဲ့အပြည့်နဲ့လှေကိုကျမအဖေကမထိုးနိုင်ပါဘူးနော်ဒါကြောင့်မလို့စီးတာတဲ့တောင်ချေမှာတောင်လေးကိုမိတ်ဆွေဖွဲ့ပါလို့ကုတ်ကလန်မြောက်ကိုလှဲ့ကမှပြန်ခဲ့မယ်ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတဲ့လေတို့သားရဲ့တန်ဝါကြောင့်ကြီးနဲ့ဆုံလိုက်တဲ့အတန်ရဲ့နောက်မှာဘဝတွေအတိတ်ပဲတွေအများကြီးပါပါတယ်။ကျမတို့လေအောက်ဘိုးကလေးကြိုက်လက်ချီရောက်တယ် ိုးအထက်ဆိုရင်ဗမောကတာစေဖို့မြင့်ချင်းနေသည့်စုံကြီးစံကြီးနဲ့အေယာဝရီကိုကုလူးနေရတော့ကျမအဖေကကြာတော့အေယာဝရီကိုတော့အားနာတဲ့။ညအေယာဝင်တိုင်းကျမမိဘများဟာမေတ္တာပို့ခြေစီလေးတီးလိုက်ပြီဆိုရင်အေယာဝရီကိုမေတ္တာပို့တယ်။အေယာဝရီကိုပါထည့်ပြီးမေတ္တာပို့အေယာဝရီမြင့်ချင်းတတ်တော်ရကြရှေပါစေပေါ့ရှင်။ ခုတော့ကျမအဖေလေတကြီးလည်းမရှိတော့ပါဘူးကျမအမေကလည်းအသက်80ကျော်လို့ကျမတို့အိမ်ရှိရတဝက်မိုင်းစင်လေးအောင်ပါကျမအမေကဒူကောင်းနှလုံးကိုထောင်းစိတ်ပရိစက်ရတဲ့ဘဝကိုရောက်သွားပါပြီကျမတို့ရဲ့အညာစံလေကြီးလည်းမရှိတော့ပါဘူးလေလို့ပြောပြီးဆိုရင်ဟောတာကပူတုံဟောတာကပေတုံဟောတာကပရိလိဟောတာကပေါင်လုံးဟောတာကလိုက်လုံးဟောတာကရှမ်းပန်းကျမတို့ကသိတယ် အေယာဝရီမြစ်ကြီးထဲမှာလှေကြီးတစ်စင်းဆန်တက်လာပြီဆိုရင်အဲ့ဒီလှေကြီးဟာမန်းလက်လားအေယာဝရီလက်လားချင်းတွဲလက်လားဆိုတာကျမတို့ကခွဲခြားနိုင်တယ်နော်ဒီကနေ့ခေတ်မှာအေယာဝရီဆိုတဲ့အတန်နေညမ်းလာတော့အသက်80ကျော်ကျမအမေကကျမကိုမေးတယ်နေစမ်းပါဦးငါသမီးရဲ့အဲ့ဒီတို့အေယာဝရီမြစ်ကြီးကဘယ်သူပိုင်နဲ့မြစ်ပုံလို့လဲအမေကလည်း သမီးတို့နိုင်ငံကပိုင်နာပေါ်အမေရဲ့ဟဲ့တို့ပိုင်နဲ့မြင့်လို့သာပြောတယ်ငါတို့မြင့်မအောင်မရလို့လုတ်ချင်နိုင် မလုတ်ရလို့တိုင်းတပါသားတွေကစိတ်ဆိုးနေကြစို့ဤမဟုတ်ပါဘူးအမေရဲ့မြဖြားမှာဆယ်ဆောက်ဖို့ကိစ္စစာချုပ်ထားတာကိုပြောနေကြတာပါအလို့တော်ဒင်းတို့ကဘယ်နဲ့ကြောင့်တို့တိုင်းပြည်တွေဝင်ပြီးလူဘဝရတာတဲ့တို့တို့တိုင်းပြည်လဲမိမဲလင်းယူသူလို့ဖြစ်နေပါပြီ။ ကျမမေကပြောရင်ပုံတို့ပတ်စာလင်းလို့ပါလွန်းတော့ကျမမေးကြည့်ရတယ်အမေရဲ့မိမဲလင်းယူသလိုဆိုတာဘာကိုပြောတာတော့အမေရဲ့အိုးအေးတို့ရွာကမိမဲပထမလင်းကကြီးခိုင်းတဲ့အနာရီအများကြီးပဲဝဲတယ်ဆိုတော့တကောလုံးအချစရာမရှိဘူးကြီးခိုင်းဆုံးသွားတော့မိမဲကနောက်လင်းယူသလေး နောက်နေရအကျွေးတွေပါလာတော့အိမ်တိုင်းမှာချီးထားတဲ့နှစ်ပိုက်ကလေးရောင်းပြီးဆက်လိုက်ရပါရောလားဒါကြောင့်တို့ရွာပုံခိုင်းတာပေါ့မိမဲတို့များတလင်နေတော့ပွေးနဲ့တလင်နေတော့ကျွေးနဲ့ဟဲ့တို့တိုင်းပြီလေအဲ့လိုဖြစ်နေပါပြီဒါတော့အမေရဲ့သူ့အကျွေးရှိလို့ဆက်ရတာနေမှာပေါ့အမေရဲ့ဒင်းတို့အများ တို့တိုင်းပြည်ထဲလာပြီးဒီတသိမှုတ်လောက်ကတော့ဘဲထမ်းမင်အောက်ကကောက်ကောက်ရတယ်လို့များမှတ်နေသလားအေးတူတူပြောပါအမေရဲကြားသွားပါဦးမယ်အမေကြီးကဘသူကြားမှာဆိုတာတော့ညီတို့အဲ့လိုကြက်ကြက်ကြောက်နေတောင်ရရှင်ကိုမြောက်ကနှိမ့်လိုက်မယ်ပါမှတ်တုံးအခုလဲတောင်ရရှင်တွေကိုမြောက်ကနှိမ့်နေကြပါပြီရှင်တတိနဲ့သာဆင်ញင်တော်မူကြပါအဲ့ဒီလိုစာမတတ်တဲ့အဖွားကြီးက သူချစ်တဲ့အရာဝတီကိုထိလာတော့အသေးဆက်ဆက်တုံ့ရသက်ဆက်ဆက်တုံ့မပေါ့အရာဝတီကိုဘဝလုခဲ့ရတာဟုတ်ကျမတို့သားသမီးလေးတွေပေါ်ပေါက်လာတော့ကျမအမေကကလေးတွေမွေးဖွားရင်းနဲ့အိမ်မှာနေခဲ့တော့ကျမအဖေတရားကိုထဲပဲမြကြီးထဲမှာဒီလေကြီးနဲ့စုံကြီးဆန်ကြီးပေါ့တစ်ခေါက်မှာအဖေလေပြန်းဆန်လာတော့လေပေါ်မှာလူကြီးတယောက်ပါလာခဲ့ကျမတို့ကအဖေလေကြီးလေရွာစိတ်ကားကိုရောက်ပြီဆိုတော့ကျမတို့ကဆင်းပြီးကြိုကြတာပေါ့ အဲ့ဒီမှာနှေးဦးထိတ်ကနေနှေးကိုနော်မျောတိုင်းကိုဝဲတက်ပြီးတော့ခါကြီးထောက်ပြီးရက်နေတဲ့လူကြီးကိုကျွန်မလှမ်းပြီးမြင်လိုက်ရကျွန်မကြောက်သွားတာပဲနော်ဒီလူကြီးကခေါင်းကြီးကစုတ်ဖွားကြီးစပင်းဟာစီးတဲ့နဲ့ဝေးပြီးချောက်ပြီးမျက်နှာကြီးကလည်းလေးတောင်ကြီးနဲ့အသားဆိုတာလည်းမဲချိတ်လို့မျက်နှာမှာမှဲသီးတွေကလည်းအဖီးအဖီးတွေနဲ့အင်ဂျီမပါဘူးပစိုးရုပ်ကတောင်းကြိုက်ထားတယ်ပစိုးတုံးကိုဆက်လွယ်တိုက်ထားတာ လေဦးထိန်မှာမမကြီးရက်နေတဲ့ဘလူကြီးတစ်ကောင်လို့တော့ကျမထင်သွားလိုက်သေးတာအဖေကပြောတယ်သူခေါ်လာတဲ့လှေတိုးသားအဲ့တော့ကျမအမေကအောက်နာပေါ့တော်ရလက်တော့ကိုကမှရေထဲမိုးတဲ့လုတ်ကင်စားတော့ရတဲ့ဘဝတွေကိုဘယ်နဲ့ကြောင့်ဒီလူကြီးကိုလှေပေါ်တင်းခေါ်လာရတာတော့ကျမအဖေကတခွန်းပဲပြောပါတယ်ရှင်မရဲ့တို့ဆင်းရဲတယ်ဆိုတာတဲ့ तू ကပိုးဆင်းရဲရှာလို့ခေါ်လာတာပါကွပြောတဲ့အခါမှာကျမအဖေကမိရလည်းဘာမှမပြောတော့ပါဘူး အဲ့ဒီလူကြီးရဲ့နာမည်ကဥတန်ခဲတဲ့ကျမတို့ကတော့ဘိုးတန်ခဲလို့ခေါ်တာပေါ့ကျမတို့လေကြီးပေါ်မှာရောက်လာတဲ့အချိန်ကစပြီးတော့ဘိုးတန်ခဲကြီးဟာကျုံကြီးတယောက်လိုပါပဲထမ်းစရာရှိတော့လဲသူပိုးစရာရှိတော့လဲသူထင်းပေါက်စရာရှိတော့လဲသူကုန်းတင်စရာရှိတော့လဲသူရေပတ်စရာရှိတော့လဲသူအာလုံးတိမ့်ကြုံလို့တော့ကျမအမေကတော့အားနာလာရကုတန်ခဲရဲ့နားပါအောင်တော့ရော့ရော့ထညာကလေးနဲ့ရင်ရွေးချမ်းလေးနဲ့တောက်လိုက်ပါအောင် ဘုဒ္ဓငယ်ရမနာမနေလို့ကျမတို့ကကြောင်းပိတ်လို့နှေးပေါ်လိုက်သွားပြီဆိုလို့ရှိရင်အင်မတန်ပြောတာ우ဘုဒ္ဓငယ်ရကျမတို့ထမင်းလဲခူးကျွေးတယ်ကျမတို့ရေစိတ်ကရွှတ်နေခူးပြီးအယုတ်ကလေးတွေလှုပ်ပြီးပေးတယ်ခလင်းဆားနေတဲ့အချိန်မှာဆိုရင်သူအမြဲတမ်းစွလွယ်တိုက်ထားတဲ့ရေစလုံးပစိုးကြီးကိုလိတ်လိတ်ပြီးဆင်းကြီးလှုပ်ကျမတို့ကသူ့ကြောပေါ်ကိုခွာစီဝူးဝူးနဲ့ဟာဒီလိုလှေလေးချမ်းမြေလေးပေါ်မှာကျမတို့မောင်မမတွေကိုသူကထိန်းနေတာပေါ့ ။သွေးမတော်သားမဆက်နဲ့ကျမတို့မိသားစုလှုပ်ကြွေးခဲ့။ကျမအဖေကအမြဲတမ်းဘုဒ္ဓငယ်နဲ့ပတ်သက်ပြီးပေးတဲ့မှတ်ချက်ရှိကိုတန်ငယ်ကြီးရတဲ့တကယ်ကျုံကောင်းကြီးတယောက်ကငါသမီးရဲ့အဖေသူ့ကိုချိုးနေပြီပြောတာမဟုတ်ဘူး။သူဟာဘဝကိုဘလောက်ပဲမြင့်တင်ပေးပေးတုံးအောက်ကဖားများလို့တုံးမော်တင်လို့မရတော့တုံးအောက်ပြန်ဝင်တာပဲ။သူဟာကျုံကောင်းကြီးတယောက်ပဲ မြင့်နဲ့ထင်းနဲ့မိုးကောင်းကင်ကိုတောင်ရောင်လို့မော့ကြည့်တဲ့သူမဟုတ်ဘူးဒါအဖေရဲ့မှတ်ချက်နော်ကျမနဲ့ဘုဒ္ဓငယ်ကြီးမှာမမေ့နိုင်တဲ့အဖြစ်ပြက်လေးတခုရှိခဲ့မှုပါတယ်ကျမတတရာဒဏ်တော့ကခုနှစ်နှစ်ရှစ်နှစ်တပြီးတော့တတရာဒဏ်တော့ကျမတို့လှေကြီးလွန်းတင်ထားတာမန္တလေးတစ်ဖက်ကပေါင်ပြင်းမှာလှေလွန်းတင်နေဆိုတာလှေကိုပြုတ်ပြင်းဖာထေးတာပေါ့ကာမရဝက်ရှော့ထိုးသလိုပေါ့နော်အဲ့ဒီလှေလွန်းတင်ထားတဲ့အချိန်ခါမှာအရှိတ်ဘက်ဂောဝိန်စိတ်ကအငိမ့်ပွဲက ဆိုင်နာဘုံတန်နေရာဒီမြစ်ကိုရှက်တိုက်ပြီးတော့ပြေးလာကျမတို့စီကိုရောက်လာတာမိရောက်နေရလဲလင်းချင်းနေတော့ကျမကလေးပြီပြီပွဲကြည့်ချင်တော့ကျမအမေကိုပူစားတာပေါ့အမေပွဲလိုက်ပြပါပွဲလိုက်ပြပါကျမတကြည်ကြည်နဲ့ထိုးနေတော့ကျမအမေကဝချမ်းများနဲ့ကျမကိုရိုက်ရိုက်တော့ကျမပွဲလည်းမကြည့်ရဘူးအရိုက်လည်းခံရတယ်ဆိုတော့ကျမငိုးရိုပြီးတော့လေးလွန်းတင်ထားတဲ့အောက်ကခုတ်ပစ်ကလေးပေါ်မှာသွားအိတ်လိုက်တာကျမအိတ်ပြောသွားတစုံတစ်ယောက်ကကျမကိုလာပုတ်နှိုးတာကိုကျမတိလိုက်တော့မျိုးလုံးဖွင့်ကြည့်လိုက် အဲ့ဒါဘယ်သူလဲဆိုတော့ဘုဒ္ဓံခဲကြီးပေါ့ကျမရဲ့ကျမကိုသူ့နှခမ်းကိုလက်ညှိုးနဲ့ကန့်လန့်ဖြတ်ပြီးအတန်မထွက်နဲ့တော့ကျမလည်းတိလိုက်ပါတယ်သားလေးငုတ်တို့ထိုင်ဘုဒ္ဓံခဲကြီးခေါ်ရနောက်ကိုကျမလိုက်ခဲ့အဲ့ဒီတောင်မြန်မာခြီထားတဲ့လက်လော်လေကလေးပေါ့ကျမကိုဒီဘုဒ္ဓံခဲကြီးကနောက်ကလှေလော်ပြီးအရှိတ်ပဲဂောဝိန်စိတ်ကန်းကအညိတ်ကိုကျမကိုလိုက်ပြတာပေါ့ဟိုရောက်တော့သူ့ခါးကြားထဲမှာလိတ်ထားတဲ့သူ့ရဲ့လှေဒိုးကပတ်စံလေးတစ်မှတ်ကို ကျမကိုမုံတွေဝယ်ကြွေးတယ်။မိုးပြံဘူပေါင်းလေးတလုံးကျမကိုဝယ်ပေးပြီးကျမလက်ထဲကိုထည့်ပေးထား။ကျမခလေးဆိုတော့မမြင်ရတော့သူ့ကုတ်ပေါ်ကိုကျမကိုတင်းပြီးတော့ပွဲပြခဲ့။ကျတော့ကျမကခလေးပြီးပြိတ်ပြောသွားတာပေါ့။အိတ်ပြောသွားတော့သူ့ဆလွယ်တိုက်ထားတဲ့ပစိုးရေစနုပ်ကလေးကိုခင်းပြီးတော့ကျမကိုအဲ့ဒီပေါ်မှာတိတ်ထား။ကျမအတန်ဖာနေကျတော့လန့်လို့သွား။ကျမနိုးတဲ့အချိန်မှာကျမလုံးယုံဘက်ကိုပြန်ရောက်နေပြီ။ကျမအဖေရဲ့အတန်ကျမချလိုက်ရပြီ။ခမည်း တော်တော်စဉ်းစားညံနေတဲ့လူပဲကျွန်တော်ဘလောက်တောင်စိတ်ပူနေမလဲခင်ဗျာမတွေးမိဘူးလားသူ့အမေဆိုရင်တက်တက်သွားတော့သူရိုက်မိလို့သူသမီးလေးရေးတဲ့ဆင်းသေးပါတယ်ဆိုပြီးတော့နောက်မှဟော်ဒီဖလေလေးပျောက်တာရဲ့ခင်ဗျာပျောက်တာရဲ့စဉ်းစားမိပြီးလိုက်ခေါ်မှပွဲကင်းထဲမှာတွေ့တာခင်ဗျာတော်တော်စဉ်းစားညံနေတဲ့လူကျွန်မဖေကဒေါသနဲ့ဆက်ဆက်တုံးဘုတန်ငယ်ကြီးကိုလက်တီးနဲ့ထိုးချလိုက်ဘုတန်ငယ်ကြီးဟာနောက်ကိုတစ်ချိတ်ရိုင်သွားတာပြန်ပြီးတော့ရှေ့မှာမျက်နှာထက်ခံတယ် ထိုးပြီးခံလိုက်တယ်နောက်တစ်ချက်ထိုးပါဦးများကျမဖေကလည်းတစ်ချက်သေးပဲထိုးလိုက်တာနော်စိတ်ထွက်ထွက်နေပေါ့မနေ့လင်းတော့ဘိုးတန်ကရဲ့မျက်နှာကြီးကတချမ်းကြီးညိုလို့ဒါပေမဲ့ဘိုးတန်ကအပြုတ်မပြက်ဘူးကိုရင်ညိုအခုလိုကြုတ်ကိုလက်သီးနဲ့ထိုးလိုက်တာကြုတ်ကဖြင့်ဂျင်းနပ်ပါဗျာကြုတ်ကလည်းကြုတ်ပဲဦးမြာမြာသားသမီးဆိုတော့စိတ်ပူရှာမှာပေါ့ကျုပ်ကဘိုးညိုကဟောဒီလိုလက်ညိုလက်တီးနဲ့မထိုးဘူးဆိုရင်ကျုပ်ကလက်ပြာမလုံးဖြစ်ဦးမှာ နောက်တစ်ချက်ထိုးလဲကျုပ်ကခံမှုအစ်စ်မှာပဲဗျာပြုံ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 နဲ့စိတ်မဆိုးရှာဘူးနောက်ကျမခုနတန်းလောက်ရောက်တော့ကျမတို့ညာဆန်းလှီအဖေကရောက်ပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဆက်တာမော်တော်တွေခစ်ဆောက်လာတဲ့အချိန်ခါမှာလှီကြီးကလုံးမဖြစ်တော့ဘူးဆိုကျမအဖေကလှီကြီးကိုရောက်ပြလိုက်အဲ့ဒီလှီကြီးရောက်လိုက်တဲ့အချိန်ခါမှာကျမတို့မော်တော်ဝယ်တော့ဘုတ်တန်ခဲကြီးကိုကျမတို့ကခေါ်တာပေါ့အဖေကခေါ်တဲ့အခါဘုတ်တန်ခဲကြီးကခါခါတီတီပဲညင်းတယ်ကျုပ်ခမရုံနောက်မလိုက်ဘူးဘယ်တော့မှလည်းလိုက်မှာမဟုတ်ဘူး ဘုဒ္ဓံကြီးဘာကြောင့်ကျမတို့ဒီလောက်ချစ်တာဘာကြောင့်ညင်ရပါသလဲကျမစဉ်းစားရကောင်းမှမသိခဲ့ပါဘူးဒီလိုနဲ့ဘုဒ္ဓံကြီးနဲ့ကျမတို့ဝေးကြရဘုဒ္ဓံကြီးကျမတို့ရောက်လိုက်တဲ့လေပိုက်ရှင်များပေါ်ကျမတို့မန္လေးစိတ်ကံကိုရောက်တဲ့အခါမှာဘုဒ္ဓံကြီးကကျမတို့အိမ်ပေါ်တက်လာပြီးဖေးကိုနှိမ့်နေပေးတယ်။အိမ်မှာလွတ်ဆရာရှိတာဒီထင်းပေါက်စီးတွေတုပ်နှောင်းအကုန်လုတ်ပေးတယ်။ကျမကလည်းဒီလိုနဲ့ဆယ်တန်းအောင်တက်ကတူတက်ကျောင်းဆရာမဖြစ်ပေါ့။ ဘုသံခဲကြီးနဲ့တွေ့တဲ့အခါတွေ့မတွေ့တဲ့အခါမတွေ့ပါဘူးနောက်တော့လေဘုသံခဲနဲ့ကျမမတွေ့တာတော်တော်တော်ကြာသွားခဲ့ကျမအဖေနဲ့ဆုံးသွားခဲ့အဖေဆုံးပြီလို့တက်လာလောက်ရှိတဲ့အခါမှာဘုသံခဲကြီးကျမတို့အိမ်ရှိကိုရောက်လာခဲ့တယ်ကျမတို့ကဘုသံခဲမှန်းတောင်မသိတော့အိမ်ရှိကိုရက်တက်ပြီးတော့ကျုပ်တန်ခဲရဲ့ချွဲဆိုင်တဲ့အတန်ကြီးနဲ့အတန်ပြလိုက်တဲ့အခါကျမအမေကအံအောလုံးမော့ကြည့်တယ်ဘုသံခဲကြီးကတော်တော်ကိုအိုစနာကြနေရှာပြီး နော်လွယ်အဟောင်းလေးကိုဂွင်းလေးခတ်ပြီးလက်ကောက်ဝက်မှာဆွတ်လို့သူ့ပိုင်နာအဲ့ဒီလွယ်လေးတစ်လုံးပဲအိမ်ငုံရောက်လာပြီကျမတို့ကတကားဖွင့်ပေးလိုက်တဲ့အခါကျုပ်ကိုရင်ညိုဆုံးနံကြတော့လာမေးတာကိုရင်ညိုမဆုံးရင်ကျုပ်တစ်ခေါက်ရောက်သေးတယ်တန်ခဲရဲ့ငါတိတ်နေမကောင်းဘူးမင်းငါနားကိုလာပြီးဖြူစုလှဲ့ပါကွာကျုပ်ကျေးဇူးရှင်ကြီးကိုကျုပ်ကလည်းဖြူစုပါမယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့ကျုပ်မရောက်လာနိုင်ခဲ့ဘူးဒီတွေ့ကျုပ်တာဝန်မကြည့်ဘူး ဘုဒ္ဓံဃရဲ့ဆွဆွနစ်နစ်ပြောတာပေါ့နော်အဲ့ဒီမှာတ냐အိတ်ပြီးမနဲ့လင်းတော့ဘုဒ္ဓံဃကြီးကသူ့ရဲ့လွယ်အိတ်ကိုကောက်ဆွတ်ပြီးတော့ပြန်မယ်ပြင်တော့အမေကကိုတန်ခဲရဲ့နေပါအောင်တော့လာတော့ကျွတ်တုနဲ့နေစမ်းပါအောင်တော့ကိုကျွတ်တုကျွေးနိုင်တဲ့ဘဝရောက်ပါပြီတော့တော်တူမတွေတော်မြီးတွေလည်းအလုတ်ဒီအကင်ရင်နဲ့ဖြစ်နေပါပြီကျွတ်တုအိမ်မှာတတ်တလုံးနေပါလားတော့ကျုပ်လုတ်ကျွေးပါမယ်တော့လုတ်မလုတ်ပါနဲ့တော့ပြောတဲ့အခါမှာဘုဒ္ဓံဃရဲ့အမေကသူ့ဆွဲထားတဲ့လွယ်အမေလက်ထက် အမေလက်ထဲကနေဆောင်ယုံကျုပ်မနေနိုင်ပါဘူးဗျာတဲ့ခင်ဗျားတို့နဲ့ကျုပ်ဘယ်တော့မှမနေဘူးအဲ့ဒီလိုတောက်တောက်ခါခါညင်းလိုက်တဲ့အခါကျမဒီတခါတော့တွေးပြီဘုဒ္ဓံငယ်ကြီးဟာဘာကြောင့်တောက်တောက်ခါခါညင်းရပါတယ်ကျမတို့နဲ့နေဖို့များသူဘာကြောင့်ခါခါတီးတီးရှိရပါတယ်ကျမဒီခါမှတော့ကျမတွေးပါပြီပြန်ငန်ကြီးတော့ဘုဒ္ဓံငယ်ကအဖေ့ရဲ့ဓာတ်ပုံကြီးစီကိုတွားပြီ ဖေဖေပုံကြီးကိုမော့ကြည့်လက်အုပ်ချပြီးမျက်ရည်တွေကတွေ့တွေ့ကျလာကိုရညိုရီကျုပ်ကိုလက်သီးနဲ့ထပြီးထိုးပါဦးလားဗျာခမည်းမရှိတဲ့ရောက်ခမည်းမရှိမှရောက်လာတဲ့ကောင်ကြီးကိုခမည်းထပြီးဆုံးမလိုက်ပါဦးဗျာကျုပ်မှမိမအတီသားသမီးတွေကတယောက်ပြီးတယောက်ဆုံးမသွားတကောင်ကျွတ်တမျက်နာဘဝနဲ့ရွာထဲကလူတွေကကျုပ်ကိုလက်ညှိုးပိုင်းထိုးတဲ့ချိန်ပေါ့ တန်ခဲဟာလူမဟုတ်ဘူးဘလူတန်ခဲခိုက်လို့သူ့ရဲ့မယားတွေတာသမီတွေဆုံးရတာဆုံးပါရတာတန်ခဲဟာလူမဟုတ်ဘူးဘလူလို့ကျုပ်ကိုဝိုင်းပြီးလက်ညှိုးထိုးနေတဲ့အချိန်ခါမှာခမည်းကရဲရဲဝင်းဝင်းခမည်းလှေကြီးပေါ်တင်းခေါ်ခဲ့တယ်တန်ခဲကဘလူဆိုရင်ငါကရုပ်သေးဆင်ရောက်မကွာလို့ခမည်းလူတွေကိုတောင်းအရွက်တိုက်ပြီးပြောခဲ့သေးတယ်လေကျုပ်ကျေးဇူးတင်လို့မဆုံးဘူး ကျုပ်လူပြီးရှုံးနေတာရွာထဲမှာကျုပ်ကိုမကောင်းဆိုးဝါးတကောင်လို့ထင်းတဲ့အချိန်ခါမှာခမရကလူအဖြစ်သိမှတ်ပြုပြီးလှေပေါ်တင်းခေါ်ခဲ့တာလေကျုပ်တသက်မှာခမရတို့မိသားစုကိုချမ်းသာအောင်လုပ်ပေးမယ်ဆိုတာကျုပ်သားနှိမ့်ထန်ချပေးတာဒါပေမဲ့ခမရတို့မချမ်းသာခဲ့ဘူးကျုပ်လွတ်လွတ်မှောက်မှောက်မကျုပ်ပါဘူးရင်းနှီးချမ်းပြန်းပြန်းကွဲပီစီကျုပ်လုတ်ကြွေးပဲဒါပေမဲ့ခမရတို့ကျုပ်နဲ့နေခဲ့တဲ့တသက်လုံးဘယ်မှာချမ်းသာလို့လဲမချမ်းသာခဲ့ဘူးကျုပ်နဲ့လမ်းခွဲပြီးခမရတို့မော်တော်ဝယ်လိုက်တော့မှခမရတို့ခြောက်နေသွားတယ်မို့လား အဲ့ဒါဘယ်သူကြောင့်မှတ်တယ်လဲအဲ့ဒါကျုပ်ကြောင့်ကျုပ်မှာဆင်းရဲစားတာပါတယ်ဗျကျုပ်ကဆင်းရဲစားတာလက်ဘွားတွေတော့မကောက်ဘူးကြောကုန်းမှာတောင်ကပ်ပါနေတာကျုပ်ရဲ့ဆင်းရဲတွေခမရတို့ကူးနေတာဒါကြောင့်မလို့ခမရတို့ကျုပ်ရဲ့ဆင်းရဲတွေခမရတို့ကူးမှာဆိုလို့ခမရတို့လေးရောက်တဲ့ခါမှာကျုပ်ကနေခဲ့တာပေါ့အဲ့ဒါခမရတို့ချမ်းသာစေချင်လို့ခမရတို့နောက်ရောက်လိုက်တဲ့လေပိုင်ရှင်နေရလဲဗျာတယောက်ပြီးတယောက်ဆင်းရဲသွားလိုက်တာ၃ဦးတောင်ရှိပြီလက်ပြောင်းတာ ဲ့ဒါကြောက်ကြောက်ပေါ့ဘုဒ္ဓံကြီးရပြောလဲပြောငိုလဲငိုကျမဒါဝူကြားတဲ့အခါမှာရင်ထဲမှာနားနာကျမကိုယ်တိုင်လည်းမျက်ရည်ကြာမိပါတယ်ကြည်စမ်းပါဦးဘုဒ္ဓံကြီးရကျမတို့ဆင်းရဲတာဟာသူ့ကြောင့်သူ့ရဲ့ဆင်းရဲတွေကုလို့သူ့ကြောင့်ကျမအဖေကတော့စက်တပ်မော်တော်တွေကတွင်ကျဲလာတော့လှေတွေအလုံးမဖြစ်တော့ဘူးခလေကြောင့်တကယ်တော့ဒီစကားနှစ်ခုစလုံးဟာအမှန်တရားတွေမဟုတ်ကြပါဘူး ဘုတန်ငယ်ရာအဲ့ဒီနေ့ပြန်သွားလိုက်တာဒီကနေ့အချိန်ထိကျမသူ့ကိုလုံးလုံးမတွေ့တော့ပါဘူးဘုတန်ငယ်ဟာယူသားတဲ့သစ္စာရှိသူ့ဘဝကိုသူသူနားလေတလို့သူသိတယ်ဒါပေမဲ့ဘဝရဲ့သဘောတွေလောကရဲ့သဘောတွေကိုရှာဖွေရခေါင်းမမသိခဲ့ဘူးသူယုံယုံကြည်ကြည်ဆွတ်ဆွတ်နေနေဆွဲလန်းခဲ့တဲ့ဆင်းရဲစာတာပါတယ်ဆိုတဲ့အဆွေးကြီးကိုလက်မဖြုတ်လက်စုပ်မဖြီစရာကင်ဆွဲသွားခဲ့တယ်ဘုဒ္ဓံခဲယူတခါတခါတရိယာရင် ျမစဉ်းစားနေမိကံသူ့ကိုအဲ့ဒီအစွဲကြီးဘသူကပေးတာလဲဘယ်ကနေရောက်လာတာလဲဘာနဲ့ခြေဖြက်ပြရမှာလဲဘယ်သူတွေရောတတ်နိုင်မှာလဲကျမတို့တိုင်းပြည်ထဲမှာဘုတန်ခဲလို့ဆင်းရဲစတာကိုဆိုတဲ့စကလုံးလေးကိုအကြောင်းပြုပြီးတော့ဆင်းရဲတွင်နဲ့နေကြတဲ့သူတွေဘလောက်တောင်ရှိပါသလဲတို့တိုင်းပြည်ကဆင်းရဲပါတယ်လေ တို့လူမျိုးတွေကသူများလူမျိုးနဲ့ရှင်ရင်အောက်တန်းနောက်တန်းကြပါလေလေဆိုတဲ့အငုံစိတ်ကြီးနဲ့နေနေကြရတဲ့ကျမတို့တိုင်းသူပြည်သားတွေဘလောက်တောင်ရှိနေပါသလဲတညတာလာပြီးပြန်သွားတဲ့ဘုဒ္ဓဂေယျနှစ်ပေါင်းများစွာကျမတို့၆လနေစေတဲ့အတွေးတွေကိုပေးထားခဲ့တယ်အဲ့ဒီအစွဲကြီးကိုဝင်းတုတ်ဝင်းပိုးကြီးလိုတစ်တလုံးလွယ်သွားတဲ့ဘုဒ္ဓဂေယျဤတဲ့နာကြီးလိုရှင်နဲ့အမြတ် တတလုံးလွေသွားခဲ့ရတဲ့ဘုတန်ခဲကြီးကတော့လှေကြီးပေါ်မှာပဲတိမ်ငယ်စွာနဲ့ဘဝကုန်ခဲ့ရတဲ့လာရှင်ဆင်းရဲခြင်းဟာကုဆတ်နာလားဆင်းရဲခြင်းဟာကဘာနာလားဆင်းရဲတဲ့ဆိုတာမှာဇာတာရှိပါသလားကျမတို့လူမျိုးတွေအဲ့ဒီလိုအငုံစိတ်တွေနဲ့နေနေရတဲ့ကျမတို့နိုင်ငံကျမတို့လူမျိုးတွေဒီဘဝလွတ်မြောက်အောင် ဘယ်လိုပုံကိုဘယ်လိုအဖွဲ့အစည်းတွေမှာတာဝန်ရှိပါတယ်ပိဋကတ်ကြီးစဉ်းစားတော်မူကြပါကုန်ကျမတို့တွေဟာဘုရားရှင်ထံမှာဆူတောင်းတတ်တယ်စိတ်ဤဆင်းရဲခြင်းကိုယ်ဤဆင်းရဲခြင်းမှခင်းလွတ်ငြိမ့်တည်ဖြစ်၍ဆူတောင်းနေုံနဲ့ပြည့်ရော်တယ်လားဆူတောင်းနေုံနဲ့ကျမတို့မပြီးတော့ပါဘူးနော်ပထမဆုံးကျမတို့လိုရမယ့်အလုပ်ကကိုကိုကိုယုံကြည်မှုတိဆောက်ဖို့ပါပဲ ကိုကိုကိုကျမတို့ယုံကြည်ရလိမ့်မယ်။ယုံကြည်မှုနဲ့အတူစိတ်ဓာတ်နဲ့ယုံထားမယ့်အချိန်ရောက်နေပါပြီ။ပညာနဲ့ယုံထားမယ့်အချိန်ရောက်နေပါပြီ။ပညာဆိုတဲ့နေရာမှာကျမတို့ကစာရေးဆရာတွေဆိုတော့စာဖတ်ဖို့အများအားတိုက်တွန်းပါတယ်။ပမရိုးချာမဟုတ်ပါဘူး။စာမဖတ်တော့ဘာဖြစ်တယ်လဲ။စာမဖတ်တော့ဘာမှမသိရဘူးပေါ့။ဘာမှမသိရတော့ဘာဖြစ်လဲ။အာသွားတာပေါ့။လူအာကြီးတွေဖြစ်သွားတာပေါ့။အဲ့ဒီအာသွားတဲ့လူအာကြီးတွေကိုပို့ပြီးအနိုင်ကျင့်လို့ကောက်ပါတယ်။